ဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့2020ခုနှစ်ကထွက်ရှိခဲ့တဲ့ Hit the First Key ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါသည်။ဒီဇာတ်ကားလေးကတော့အပိုင်းဆက်၃ကထွက်ပြီးတော့အရှင်ကြိုက်တဲ့သူတွေအတွက်တော့အလွန်အလွန်ကိုမှကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါသည်။ဒီဇာတ်ကားမှာ Fit Cran ဆိုတဲ့ရဲကောင်းဆောင်ကသူ့ရဲ့ကျမ်းမာရေးအခြေအနေစိုးဝါနေပေမဲ့အလုပ်ကိုမဆွတ်လွတ်ပါဘူး။ဒါပေမဲ့လို့သူ့ရဲ့ကျမ်းမာရေးကသူကြုံတွေ့ဖို့တဲ့အမှုတစ်ခုနဲ့ကိုဆက်ဆက်နေရကြောင်း Vikrant တယောက်ကတော့ဘယ်လိုမျိုးလူတက်မှုကိုတေချာဖော်ထုတ်သွားမလဲဆိုတာနဲ့အတူတူကြည့်ရှုရမှာလည်းဖြစ်ပါသေးတယ်။ မှာတော့ Vagrant ဆိုတဲ့လူတယောက်ဟာလည်း Session Me ရဲ့ order ကြောင့်ရေးကြီးတုတ်ပြန်တဲ့ကိုပြေးလာပါပြီ။ဒါပေမဲ့လို့ Vagrant တယောက်ကတော့ Session Me ကိုမကယ်တင်နိုင်ခဲ့ပေမဲ့လို့မျက်စိရှိတာလက်လွတ်ပေးလိုက်ရပါပြီ။အဲဒီနောက်မှာတော့ Vagrant ဟာလည်းအလန်တရားနဲ့ကိုမှလန်လို့လာခဲ့ပါပြီ။လောဘောက်ကံဘက်ကတော့ Vagrant ဌာနကနေနှုတ်ထွက်တင်နေပြီလို့အကြံပေးပေမဲ့ Vagrant ကတော့တဖွဲ့ကထွက်ရဖို့ကိုလက်မခံပါဘူး။ဒါပေမဲ့လောဘောကံဘက်ကတော့ဖေဂရန်ကအလौကြောင့်ဆစ်ဖြစ်စီပြီးတွေးပေါင်ချင်းတွေတိုးပြီးရင်ကိုတိုးနေပါရင် ဗီကရန်ကတော့သူ့ကိုတောက်စီတာပေးဖို့နဲ့ဌာနကနေထွက်သွားဖို့ထပ်ပြီးတော့ဖိအားမပေးဖို့လုံးပေါ်ကန်ဘက်ကိုပြောလိုက်ပါရီဒါပေမဲ့လို့လုံးပေါ်ကန်ဘက်ကတော့အလုတ်သေးကိစ္စလေးတခုရှိနေရင်တော့ဗီကရန်ကအတိတ်ကိုပြင်ပြန်ပြီးတော့တတိယနေတာကြောင့်ခလုတ်တစ်ခုကိုထိန်းလန့်တဲ့ယောဂကိုတော်တော်နှိုးဆွနေရလို့ပြောလိုက်ပါရီဗီကရန်သာခဏခဏဖြစ်နေရင်တော့နှလုံးကိုကျင်းတဲ့ဒုက္ခပေးမှလို့လုံးပေါ်ကန်ဘက်ကပြောလိုက်ပါရီအရင်နောက်ဖီခရန်ကတော့သူ့ကိုတတိပေးနေတဲ့လုံးပေါ်ကန်ဘက်ရူပါကိုဒီကိစ္စဖြစ်တာလှုပ်ဝက်ထားပြီးပြောလိုက်ပါရီ ဒီလိုနဲ့ Fikran ကတော့နောက်တစ်ရက်မှာလူသေအလောင်းရှိတယ်ဆိုပြီးတော့တရင်ရထားတဲ့အခင်းဖြစ်ရနေရကိုရှာလာခဲ့ပါပြီ။ Jerry ကတော့6နာရီအကြာရှာဖွေနေခဲ့ပေမဲ့လုံးဝကိုမှမတွေ့သေးပါဘူး။အဲဒါကြောင့်မလို့ Fikran ကတော့မျက်ခင်း၃မျိုးလုံးကိုနှုတ်ပြလိုက်ပြီးတော့၃မျိုးလုံးပေါက်တဲ့နေရကိုတွေ့သွားတာကြောင့် Fikran ကတော့မြေတူးခိုင်းပါပြီ။ Jerry ကလည်းမြေတူးနေရင်းနဲ့ပဲအပုံးနဲ့တွေကထွက်လာပြီးတော့လက်ချောင်းတွေပေါ်လာခဲ့ပါပြီ။ Fikran ကတော့အလောင်းကိုတွေ့ရတဲ့အတိတ်ကဖြစ်ရက်ကိုပြေးပြီးတော့တတိယသွားခဲ့ပါပြီ။အဲဒါကြောင့်မလို့ Fikran ကလည်းအခင်းဖြစ်ရကနေကားစီကိုအမြန်ထွက်လာခဲ့လိုက်ပါပြီ။ ်တကယ်တော့ဖစ်ခရန်ကလယ်သမားတွေမျက်ပင်တွေကိုလယ်ကွင်းထဲကဖယ်ပြစ်တာဟာပေါင်မင်းတွေကတခါတလေမြေကြီးထဲကိုအစိတ်လိုမျိုးဇီဝပစ္စည်းတွေထုတ်လွှတ်တတ်တာကြောင့်ဆိုတာကိုသိနေပါပြီအဲ့ဒါကြောင့်မို့လို့အနီးနားပတ်ဝန်းကျင်မှာဘာမှကိုမပေါက်တတ်ပါဘူးဖစ်ခရန်ကလည်းမြေရိုင်းတွေပေါက်တဲ့နောက်မှာတူမှာဇီဝပစ္စည်းတွေကြောင့်လွယ်ကူမှလို့ပြောပြပါပါတယ်အဲ့ဒါကပဲမျက်ပင်တွေကိုတဏျာတွေအတူတူပေါက်အောင်လို့လုပ်ပေးတာပါအိနာမရောဖီခရန်ကတော့နေဟာစီကိုရောက်ရှိလာခဲ့ပြီးတော့လိုအပ်တဲ့အဖြစ်ကိုလာယူပါရီဒီလိုနဲ့ပဲဖီခရန်စီကိုရှင်တေးကရောက်လာခဲ့ပြီးတော့စကားနဲ့နဲ့ပပလာပြောပါရီ ဲ့ဒီနောက်မှာတော့နေဟာလည်းအလုပ်ပြီးသွားတဲ့အခါမှာဖီခရန်ကနေဟာနဲ့အတူဆိုင်တဆိုင်ထိုင်ပါရင်နေဟာကတော့ဖီခရန်ရဲ့တဏှိတာအကြောင်းကိုပြောစီခြင်းပဲဖီခရန်ကတော့မပြောပါဘူးဒါပေမဲ့လို့နေဟာကယူပါသူ့ကိုအကြောင်းစုံပြောပြထားတာကြောင့်ဖီခရန်ကိစ္စကိုတီးပြီးပြီလို့ပြောပြလိုက်ပါရင်ဖီခရန်ကလည်းယူပါကလူနာရဲ့တရင်အချက်လက်ကိုလှုပ်ဝက်မထားနိုင်ဘူးလားဆိုပြီးတော့မေးပါရင်ဒါကြောင့်မလို့နေဟာကကျမရေကိုတော်မှာထိခိုက်စေနိုင်တဲ့ဒီအလုပ်ကိုဗစ်ကရမ်မဆလွတ်နိုင်တဲ့ပြဿနာကဘာလဲဆိုပြီးတော့မေးပါရင်နေဟာကတော့ဗစ်ကရမ်ကိုမဆုံးရှုံးနိုင်တဲ့အကြောင်းကို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 ကယူဆိုင်ဖို့မှာနေပါရင် ဒါပေမဲ့လို့ Vikrant ကတော့နေဟာလဲစေးပူတာတိပေမဲ့ဒီလောက်ကနေသာသူထွက်လာရင်တော့လမ်းပြောက်သွားမှာလို့ပြောနေပါရီအဲဒီနောက်မှာတော့ Vikrant ကဒါရီကသူ့ရဲ့အတိတ်တွေနဲ့ပတ်သက်နေတာကိုနေဟာကိုပြောပြပါရီ Vikrant ကတော့နေဟာကိုသူ့အတိတ်အကြောင်းနဲ့မပြောပြဘူးပြိမဲ့လို့တကယ်လို့သူသားဒီလောက်မရှိတော့ရင်စေးဖောက်သွားလိမ့်မယ်လို့နားလဲအောင်လို့ကိုရှင်းပြပါရီနေဟာကလည်းဒီလိုမျိုးစကားတွေပြောနေရတဲ့အချိန်မှာသူတို့နှစ်ယောက်ကအရန်တစိမ့်ဆန်တာပဲဆိုပြီးတော့ပြောနေပါရီနေဟာကလည်းအတင်းမေးပြိမဲ့လို့ Vikrant ကတော့သူ့ရဲ့အတိတ်အကြောင်းပြောဖို့အချိန်မတန်သေးဘူးလို့ပဲပြောနေပါရီ ဒါကြောင့်မလို့နေဟာကလည်းအနည်းဆုံးတော့ Vikran ခွင့်ယူပြီးတော့စာတီးမြို့မှာသွားနေနေတင့်နေဆိုပြီးတော့ပြောလိုက်ပါပြီ။ပြီးတော့နေဟာကတော့ Vikran ကိုယူပါပြောတယ်လို့ကုသမှုခံယူစေခြင်းပြီးတော့အချင်းတစ်ခုရောက်မှတက်ဖွဲ့ကိုပြန်လာပြီးတော့လှုပ်စေခြင်းတော့ပါ။ဒါပေမဲ့လို့ Vikran ကတော့လုံဝကိုညင်းနေပြီးတော့ Rupa ဟာသူ့ရဲ့ပြဿနာတွေကိုနားလည်နိုင်စွမ်းမရှိဘူးလို့ပြောနေပါပြီ။နေဟာကလည်းဒေါသထွက်လာပြီးတော့သူပြောတာနားမထောင်ရင်တော့မနေ့ဖြန်ကစပြီးတော့သူနဲ့လာမတွေ့တော့ဘူးကိုပြောလိုက်ပါပြီ။အရင်နောက်မှာတော့ဖေခရန်ကလည်းနေဟာပြောတာတွေကိုဇတိုက်ကိုမှနားမထောင်တော့ဘဲနဲ့ချက်ချင်းထပြီးတော့ထွက်လာခဲ့ပါပြီ တကယ်တော့ Vikrant က HIT လို့ခေါ်တဲ့လူတက်မှုကိုမကျွလွတ်အောင်တားဆီးတဲ့အဖွဲ့မှအလုပ်လုပ်နေတာပါ။အဲဒီနောက်မှာတော့ဖွဲ့ကောင်းဆောင်ဖြစ်တဲ့ Vikrant က6လလခွင့်ယူဖို့အထက်လူကြီးကိုတင်ပြပါရီ။အထက်လူကြီးကတော့ဆက်ရွက်ထဲမှာ Vikrant ကအချိန်မရဖုန်းဆက်လို့ရတယ်လို့ပြောတာကြောင့်6လခွင့်ယူမဲ့ကိစ္စကိုသဘောတူလိုက်ပါရီ။နောက်တစ်ခါမှာတော့ကောင်မလေးတယောက်ကအင်ကနေအဖေနဲ့မိကိုနှုတ်ဆက်ပြီးတော့ထွက်လာပါရီ။အတော်တန်ကြာဟိုင်းဝေးလမ်းမဘက်ကိုရောက်တော့ရုတ်တရက်ကားပြတ်သွားတာကြောင့်ကောင်မလေးကလည်းကားပေါ်ကနေကိုဆင်းပြီးတော့အကူအညီတောင်းရပါရီ။ တင်းမကြခင်မှာပဲရေကန်တစည်းကရောက်လာခဲ့ပြီးတော့ကားပြက်နေတဲ့ကောင်မလေးကိုလာရောက်ပြီးတော့ကူညီပါရီကောင်မလေးကတော့ရာဖီရဲ့ဂိမ်းသားမှနေတာကြောင့်ရေကလိုက်ပို့ပေးဖို့ဆုံးဖြတ်လိုက်ပါရီဒါပေမဲ့လို့ကောင်မလေးကတော့ရေကကြီးနဲ့တော့မလိုက်ချင်းပြန်ပါဘူးဖုန်းကလည်းအိမ်မှာကြံနေခဲ့တာကြောင့်ပြန်ယူဖို့လုပ်နေရင်လည်းကားကလမ်းမကိုပြတ်သွားခဲ့ရပါရီအဲဒီနောက်မှာတော့ရေကလည်းသူ့ရဲ့ဖုန်းကိုထုတ်ပေးပြီးတော့ကောင်မလေးကိုဖုန်းဆက်စေပါရီကောင်မလေးကလည်းအဖေဖြစ်သူစီကိုဖုန်းဆက်ပြီးတော့သူ့ရဲ့ကားပြတ်သွားတဲ့အကြောင်းလှမ်းပြီးတော့အကြောင်းကြားပါရီအဲဒီနောက်မှာတော့ရေကကောင်မလေးကိုထားခဲ့ပြီးတော့ရုံးစီကိုပြန်လာပါရီ ရဲကလည်းတူယူလာတဲ့ဖိုင်မားနေတာကြောင့်တစ်ခေါက်ပြန်လာရပါတယ်။အဲ့ဒီလိုမျိုးပြန်လာနေတော့တဖက်လမ်းမှာကားပြတ်နေတဲ့ခုနကကောင်မလေးကားပေါ်မှာလူတယောက်နဲ့စကားပြောနေတာကိုတွေ့လိုက်ရပါတယ်။ဒီလိုနဲ့ပဲရဲကဖိုင်ပြန်လဲပြီးတော့ရုံဘက်ကိုပြန်လာရင်းနဲ့လမ်းမှာကားပြတ်နေတဲ့ကောင်မလေးရဲ့အဖေကိုတွေ့လိုက်ရပါတယ်။ကောင်မလေးရဲ့အဖေကတော့သူ့ရဲ့သမီးသူ့ကိုဖုန်းဆက်ပြီးတော့အခုတော့ကားပဲတွေ့ရတော့တဲ့အကြောင်းရဲကိုပြောပြလိုက်ပါတယ်။ဒါကြောင့်မလို့ရဲကလည်းသူ့မျက်နှာကိုပြောပြပြီးတော့ညနေမှအိမ်ပြန်လာရင်စခန်းမှာလာတိုင်းဖို့ပြောပါတယ်။နောက်တစ်ရက်မှာတော့ကောင်မလေးနဲ့အဖေနဲ့အမေကရရှိလာခဲ့ပြီးတော့ သူတို့တမီးပြောင်းနေတာကိုတိုင်လိုက်ပါရင်အဖေဖြစ်သူကတော့သူ့ရဲ့တမီးကိုဘာလို့တယောက်ထဲထားခဲ့လဲလို့ရဲကိုအော်ဟစ်လိုက်ပါရင်ဒါပေမဲ့လို့ရဲကတော့သူ့ရဲ့တမီးကိုခေါ်ပေမဲ့ရဲကနေကိုမှမလိုက်ချင်ဘူးလို့ညင်ခဲ့တဲ့အကြောင်းကိုလည်းပြောလိုက်ပါရင်အဲဒီနောက်မှာတော့ရဲဟာလည်းကားရှိရာကိုတွားကြည့်ပြီးတော့တဲလွန်စာတစ်ခုခုရှာပါရင်အဲဒီနောက်မှာတော့ရဲကလည်း Fasa V ဆိုတဲ့တိုးကိန်းဆောင်ကောင်မလေးစီကိုတွားပြီးတော့ CCTV ရဲ့အလုံးလုံးပုံမှတ်တမ်းကိုမေးလိုက်ပါရင်ရဲကလည်းမနေ့ညနေ9နာရီခွဲကနေပြီးတော့6နာရီခွဲကြာကမှတ်တမ်းအလုံးကိုတောင်းလိုက်ပါရင် အနီနာမှာတော့ရဲကလည်းအနီနာပတ်ဝန်းကျင်မှာကားပြတစ်စီးနဲ့အသက်20အရွယ်ကောင်မလေးကိုပို့ပေးတာမြင်မိလားဆိုပြီးတော့မေးလိုက်ပါရီဒါပေမဲ့လို့ CCTV မှတ်တမ်းအရဆိုရင်တော့ကားအပြဝင်လာတာရောထွက်သွားတာရောလုံးဝကိုမှမရှိပါဘူးအနီနာမှာတော့ရဲရဲအထက်လူကြီးကရရှိလာခဲ့ပြီးတော့ကောင်မလေးရဲ့မိဘတွေကိုချစ်ချင်းငငယ်ပြောလိုက်တာပြန်ပြောပြနေပါရီပြီးတော့ဒီရဲကသာကောင်မလေးနဲ့နောက်ဆုံးစကားပြောတဲ့သူဖြစ်တာကြောင့်တကယ်လို့ဆုံဆဲစစ်ဆေးကြည့်ရင်တော့ချွတ်ချွတ်နုံနုံလာတဲ့နေဆိုပြီးတော့ပြောလိုက်ပါရီအဲ့ဒါကြောင့်ပဲအထက်လူကြီးကရဲကိုယာတူးဆန်းငံလိုက်ပါရီ အထက်လူကြီးကတော့ရဲတာမပူပေါင်းဘူးဆိုရင်တော့ဖဲထုတ်ထားလိုက်ရုံပဲလို့ပြောလိုက်ပါတယ်။အရင်နောက်မှာတော့အထက်လူကြီးကကမာလီမိဘတွေကိုဒီကိစ္စနဲ့ပတ်သက်ပြီးသူတို့ဌာနရဲ့အတော်ဆုံးလူကိုကင်တွယ်ခိုင်းလိုက်မယ်လို့ပြောပါတယ်။ဒါပေမဲ့လို့နှစ်လကြာတဲ့အထိကမှပရီတီဆိုတဲ့ကမာလီကိုမတွေ့သေးပါဘူး။အရင်နောက်မှာပဲ frequency ကိုရှင်တွေကဖုံးဆက်ပြီးတော့နေဟာပြောင်းနေတဲ့အကြောင်းကိုပြောပါရင်အခုဆိုတော့နေဟာကိုရှာမတွေ့တာနှစ်ရက်ရှိပြီလို့ရှင်တွေကပြောပါရင် frequency ကလည်းလုံအောင်ကိုမှမခံစားနိုင်တော့ပဲနဲ့သူတို့ရုံးကိုသွားပါရင် ပြီးတော့အထက်လူကြီးနဲ့တွေ့ပြီးတော့နေဟာဘယ်လိုမျိုးပြောက်သွားတာလဲဆိုပြီးတော့မေးလိုက်ပါတယ်။အထက်လူကြီးကတော့ Vikrant ကိုစိတ်မပူဖို့ပြောပေမဲ့ Vikrant ကတော့နေဟာရဲ့အမှုကိုသူကိုယ်တိုင်ကင်တွယ်ချင်နေပါပြီ။ဒါပေမဲ့လို့နေဟာအမှုကိုအဘေကကင်တွယ်နေပြီးတော့အဘေကတော့ Vikrant ရဲ့ partner Rohit နဲ့စကားပြောနေတာတွေကိုပြန်ပြီးတော့ပြောပြနေပါတယ်။ပြီးတော့အဲ့ဒီနေ့က Vikrant နဲ့နေဟာတို့စကားများခဲ့ကြပြီးတော့ Vikrant ကတော့မယူစဘူးခွင်း6လယူကမွေးရည်မြေပြန်ဖို့လှုပ်သွားခဲ့ပါတယ်။တချိန်တည်းမှာပဲ Vikrant ပြန်သွားတာနဲ့နေဟာကလည်းပျောက်သွားခဲ့ပါတယ်။ နေဟာမေကတော့ Vikrant ကိုစောင့်ကြည့်နေချင်တာကြောင့်အဖေတွေအားလုံးကတော့ Vikrant ကိုပဲတန်တရားဝင်စီပါရီ။ဒါကြောင့်မလို့အဖေကတော့လော်ယောလို့ဆင်တွေလုပ်ပြီးသွားတာနဲ့ Vikrant ကိုမေးမြန်းဖို့အခေါ်လွတ်မယ်ဆိုပြီးတော့ပြောပါရီ။အဖေကတော့သူ့ရဲ့မှုတွေကို Vikrant ကိုမရှုပ်ဖို့တာတတိပေးလိုက်ပါရီ။ဆရာဖြစ်တဲ့သူကလည်း Vikrant ကိုပေးမကင်တာကအခုပြောက်သွားတဲ့သူဟာ Vikrant ကောင်းပါလေးဖြစ်နေတာကြောင့်အမှုဖြစ်ရှင်တဲ့အခါမှာညံစွမ်းထက်စိတ်ခံစားချက်တွေကိုဖြစ်ရှင်းမှာကိုစိုးရင်လိုပါပြီ။ဒါကြောင့်မလို့ဆရာဖြစ်သူဟာလည်းနေဟာပြောက်နေတဲ့ကိစ္စကိုသူနဲ့အဖေကဥဆောင်ကင်တွယ်ပေးမယ်လို့ပြောလိုက်ပါရီ။ ဒါပေမဲ့ဖေခရန်ကတော့သူ့ရဲ့ကောင်မလေးပျောက်ဆုံးသွားတဲ့အမှုကိုသူ့ဘာသာပဲစုံစမ်းတော့မယ်လို့ပြောသွားပါတယ်။အဲဒီနောက်မှာတော့ရိုဟိတ်ကိုလှမ်းဆက်ပြီးတော့ဖေခရန်ကနေဟာနဲ့နောက်ဆုံးပြောတဲ့စကားတွေအကြောင်းကိုမေးလိုက်ပါတယ်။ပြီးတော့နေဟာရဲ့အိမ်လေးကိုဝင်ရတော့မှမလို့ရိုဟိတ်ကအဘိမမြင်စေဖို့ကိုတတိပေးလိုက်ပါတယ်။ဒီလိုနဲ့ဖေခရန်ကတော့နေဟာရဲ့အိမ်လေးကိုခိုးဝင်လာပြီးတော့သူနဲ့သူ့ရဲ့ချစ်သူရဲ့ပုံရိပ်တွေကိုပြန်ပြီးတော့တတိရနေပါတယ်။အဲဒီနောက်မှာတော့ဖေခရန်ကတော့ရဲရီမလာခင်မှာနေဟာအိမ်ကနေကိုပြန်ပြီးတော့ထွက်လာခဲ့ပါတယ်။ဖေခရန်ကတော့နေဟာ အဲ့ညာကအင်ကိုပြန်လာပြီးတော့ကားကိုပုံမှန်အတိုင်းရထားခဲ့တယ်လို့အင်ဖောက်ထွင်းဝင်ခံရတဲ့လက္ခဏာတော့မှမတွေ့ရပါဘူးဒါပေမဲ့လည်းနေဟာကတော့တညာရင်းမှာပဲပျောက်သွားတာပါပြီးတော့ဖီခရန်ကနေဟာရဲ့အင်ကိုတရားရောက်လာသွားတယ်လို့ကောက်ချက်ချလိုက်ပါတယ်ဖီခရန်အင်လေးကိုဝင်တော့ကလည်းနေဟာရဲ့အိတ်ခမ်းလေးကနေကိုနှင်းစီရန်နဲ့ပင်းပင်းလေးကိုမှရှာလိုက်လို့ပါပဲရိုဟေကတော့လက်လက်ဆက်ဆက်အနံကဝင်ပြီးတော့စစ်ဆေးတဲ့ရဲတို့ပလေးတို့ရဲ့အနံဖြစ်နိုင်တယ်လို့ပြောပါတယ်ဒီလိုနဲ့ဖီခရန်ဟာရိုဟေကိုနေဟာဖုန်းခေါ်မှတ်တမ်းတွေအားလုံးကိုယူလာစေပါတယ်အဲဒီနောက်မှာတော့ဖီခရန်က ရှင်လေးစီကိုသွားပြီးတော့လွန်ခဲ့တဲ့3လလုံးလုံးနေဟာကန်ခဲ့တဲ့အမှုတွေကိုတောင်းပါရီတကယ်တော့နေဟာကအဝေးပြေးလမ်းမမှာပျောက်သွားတဲ့ပရီတီဆိုတဲ့ကောင်မလေးရဲ့အမှုကိုကင်တွယ်နေခဲ့တာပါအဲဒီနောက်မှာတော့ရိုဟိနဲ့ဖီခရန်တို့ကလည်းဒီအမှုကိုအရင်ဆုံးကင်တွယ်ခဲ့တဲ့စီနီဗက်အကြောင်းကိုလည်းလိုက်ဆောင်ဆန်းရင်းနဲ့စီနီဗက်ရှာတွေ့ခဲ့တဲ့ကားတွေကဝါကွန်ဆာကိုရသွားခဲ့ပါရီအဲဒီဝါကွန်ဆာရဲ့အနံ့ဟာလည်းဖီခရန်အေဂန်နဲ့မှရှာခဲ့တဲ့အနံ့နဲ့တော်တော်လေးကိုမှဆင်တူနေတာကြောင့်ဖီခရန်တယောက်ကလည်းပရီတီအမှုကိုကင်ဖို့ဆရာကိုတွားပြောခဲ့ပါရီ ဲ့ဒီနောက်မှာတော့ Vikrant ကလည်းအမှုကိုကင်တွယ်ခွင့်ရသွားခဲ့ပြီးတော့ Pretty ကိုပြန်ပေးဆွဲတဲ့သူက Neha အင်ကိုလာတဲ့သူဆိုတာသိကြကြောင်း Rohit ကိုပြောပြနေပါပြီ။အဲ့ဒီလိုနဲ့ Pretty ကိစ္စကြောင့်တာဝန်ဆိုင်ခဲ့ခံထားရတဲ့ရဲစီကို Rohit နဲ့ Vikrant တို့ကရရှိလာပါပြီ။ပြီးတော့ Pretty အမှုကိစ္စနဲ့တေချာမေးပြီးတော့အင်းလေးကိုလှည့်လည်ကြည့်ရှုနေကြပါပြီ။အဲ့ဒီနောက်မှာတော့ Vikrant ဟာလည်းရဲရဲလက်ပွေရာကိုယူလာနိုင်ခဲ့ပြီးတော့ Slit တို့ကနေ DNA ကိုစစ်ဆီးပါပြီ။ဒီလိုနဲ့ Vikrant က Pretty တက်ခဲ့တဲ့အကြောင်းကိုရောက်လာခဲ့ပြီးတော့ Pretty တငယ်ချင်းတွေကိုလိုက်ရှာပါပြီ။ အဲ့ဒီအထဲမှာအာဂျီဆိုတဲ့ကောင်လေးဟာလည်းပရီတီနဲ့အလဲတန်းကတငယ်ကျွေးနေပါဒလနဲ့ဖီခရန်ကတော့ပရီတီတငယ်ချင်းတွေနဲ့နောက်ဆုံးဆုံခဲ့တဲ့အကြောင်းမှဆွေးနွေးသွားရင်းနဲ့ပရီတီကဆရာချန်ဒရာမိုလီနဲ့ကတော့ကစားဖြစ်သွားတာကိုလည်းသိသွားခဲ့ပါတယ်ဆရာဖြစ်သူကိုတွားမိတဲ့အခါမှာတော့ဆရာကပရီတီဝတ်စားစင်ရင်မှုတွေကိုမကြိုက်တဲ့အကြောင်းဖီခရန်ကိုပြောပြနေပါတယ်အဲ့ဒီနောက်မှာတော့ဖီခရန်ကတော့ပရီတီတငယ်ချင်းနှစ်ယောက်နောက်ကိုလိုက်ဖို့လွတ်လွတ်လိုက်ပါတော့တယ်တကယ်တော့ pretty မိဘတွေက pretty ကိုမွေးစားထားတာပါအဲဒါကြောင့်မလို့ vikran ဟာလည်း pretty မိဘတွေကိုပါတန်တရာစီရင်နေကိုထည့်ထားလိုက်ပါတယ် ဗီကရန်ဟာလေးပရတီအကြောင်းကိုပို့ပြီးတော့တိလာလေးလေးနေဟာစီကိုဆက်ရောက်သွားပြီးတော့အမှုလိုက်ရမှာခန်းစားချက်ပါလေးလေးဖြစ်နေပါတယ်။တရက်ကနေဟာကသူ့ရဲ့အနောက်ဘေးမှာအဝေးစားမီလောင်နေရကြောင်းဗီကရန်ကိုကူညီတောင်းပါတယ်။ဒါပေမဲ့လို့ဗီကရန်ကတော့သူ့ရဲ့ရှေ့မှာလူတယောက်မီလောင်သွားတဲ့အတိတ်ကဖြစ်ရပ်ကိုသာပြန်ပြီးတော့မြင်ရောက်နေကြတာပါ။အဲဒီနောက်မှာတော့ဗီကရန်တို့ကလည်းပရတီသွားခဲ့တဲ့ကလပ်ကိုလိုက်သွားပါတယ်။ပြီးတော့ဘာကောက်နာကနေပြီးတော့မန်နေဂျာကိုတွေ့တဲ့အခါမှာဗီကရန်ကပရတီအကြောင်းကိုစကားဆက်လိုက်ပါတယ်။ အနည်းချိန်မှာပဲမန်နေဂျာကဖစ်ခရန်ကိုလဲကျသွားအောင်လို့တွန်းထုတ်လိုက်ပြီးတော့ဆိုင်ကနဲ့အမြန်ထွက်ပြေးပါရီအဲ့ဒါကြောင့်ပဲဖစ်ခရန်တို့ကလည်းဆိုင်ကနောက်ကိုကားနဲ့အမြန်ဆုံးကိုလိုက်ရပါရီတကယ်တော့မန်နေဂျာကဆေးတို့အယောင်းဝယ်လုပ်ပေးနေတဲ့သူပါအဲ့ဒါကြောင့်မလို့ဖစ်ခရန်တို့ကလည်းပရီတီကိုမတီးတဲ့ဆေးသမားကိုရဲလက်တာအပ်လိုက်ပါရီအဲ့နောက်မှာတော့ဖစ်ခရန်ကလည်းပရီတီအင်ကိုသွားပြီးတော့ပရီတီပြန်လာအောင်ရိုးရပွဲလုပ်ပေးဖို့ကိုပြောလိုက်ပါရီပြီးတော့ဖစ်ခရန်ကတော့အဲ့ဒီဆူတောင်းပွဲမှာပရီတီတငယ်ချင်းတွေရောဆွေမျိုးတွေအပြင်ပရီတီမိဘတွေရဲ့မိတ်ဆွေတွေကိုပါခေါ်စီပါရီ တကယ်တော့ Figran က PD ကိုပြန်ပြီးဆွဲတဲ့သူကအတိုင်းဝန်တစ်ခုကဖြစ်နိုင်ပြီးတော့ဒီစုတိုင်းပွဲကိုတက်ရောက်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲဒါကြောင့်ပဲ Figran က Rohit ကိုစည်ရင်ပြုစုစီပါတယ်။နောက်ဒီရဲ့စုတောင်းပွဲမှာတော့ Figran ကတက်ရောက်လာတဲ့လူတွေရဲ့မျက်နှာရိပ်မျက်နှာကဲကိုကြည့်နေပါတယ်။အရင်နောက်မှာတော့ PD တငယ်ချင်းဖြစ်တဲ့အိဘေးကတခုလက်မိမကသူ့ရဲ့နောက်ကိုလိုက်ဖို့အားလုံးကိုအလန့်တရားခေါ်လိုက်ပါပြီ။ပြီးတော့ Fikran ပါလိုက်လာတဲ့အကြောင်းအဲ့ဒီအမျိုးသမီးဟာသူ့အပြင်ထွက်နေတော့သူ့ရဲ့အိမ်တကာဝမှာစားတဆောင်ရောက်နေတဲ့အကြောင်းကိုပြောပြပါပါပြီ။ အဲ့ဒီအထဲမှာတော့ Fikran နာမည်လဲပါပြီးတော့လူသေးအလောင်းက Raju Ekiya မှာရှိတယ်လို့ရေးသားထားပါတယ်လူသေးအလောင်းလို့ရေးထားတာကြောင့် Fikran ကလည်းနေဟာနဲ့ Pretty 2ရဲ့ပုံရိပ်တွေကိုမြင်ရလာပါတယ်ပြီးတော့ Fikran တွေးကလည်းအရန်ကိုမှတိုးလာပြီးတော့မိလဲသွားပါတယ်အဲ့ဒီနောက်မှာတော့အပီက Fikran ကိုဆွဆွဲနေတာကြောင့် Fikran ကတော့စေးယုံကနေအမြန်ဆင်းပြီးတော့ Rohit Shiya ကိုလာခဲ့ပါတယ် Fikran စေးယုံတက်နေတာဟာ9နိုင်ကြာသွားပြီပဲလို့အခုထိကိုမှအလောင်းရှာမတွေ့ပါဘူး အဲဒီနောက်မှာတော့ Figran ကစကိုတခုလဲရှိလာရေးထားတာဖြစ်ကြောင်းထုတ်ဖော်သွားနေတာကြောင်းဒါကတော့လုံးချန်စာမှန်ကိုတည်သွားပါပြီ။ဒီလိုနဲ့ပဲ Figran ဟာလဲရှိလာအင်ကိုဝင်ပြီးတော့စစ်ဆေးပါပြီ။ပြီးတော့ channel မှာဖုံးထားတဲ့ကားကိုတွေ့ပြီးတော့အဝတ်ဖယ်ကြည့်တဲ့အခါမှာအပြာရောင်ကားဖြစ်နေတာကိုတွေ့လိုက်ရပါပြီ။အဲဒီနောက်မှာတော့ Figran ကတော့ရှိလာကားကိုစစ်ဆေးတဲ့အခါမှာနောက်ဖုံးထဲမှာလက်ရည်လေ့ကျင့်ထားတဲ့စာရွက်တွေကိုတွေ့လိုက်ရတာကြောင်းတခါလေးကိုမှဖန်လိုက်ပါပြီ။ Figran ကလဲရုံရောက်လာတာနဲ့ Pretty နဲ့ ਨੇ ဟာဘယ်ရောက်နေကြလဲဆိုတာရှိလာကိုမေးပါပြီ။ ရှီလာကလည်းသူကတခုလက်မလို့ပရီတီကလွယ်ပြီးတော့အပေါင်းအသင်းမရှိဘူးပြောပါရီ။ဒါကြောင့်မလို့ဗစ်ကရန်တို့ကလည်းမူသားဖော်ဆက်ကိုတုံးပြီးတော့ရှီလာကိုမေးဖို့ဆုံးဖြတ်လိုက်ပါရီ။အဲဒီနောက်မှာတော့ရှီလာကတော့မူသားဖော်ဆက်စစ်ဆေးခံလိုက်ပြီးတော့ဗစ်ကရန်တို့ကလည်းရှီလာလိန်ညာတာမရှိတာကိုသိသွားပါရီ။ဒါပေမဲ့လို့ဗစ်ကရန်ကလည်းမယုံနိုင်သေးပါဘူး။အဲဒီနောက်မှာတော့ဗစ်ကရန်ကရိုဟစ်ကိုရှီလာအိမ်ကိုသွားပြီးတော့ကာဗင်ကမြေကြီးနမူနာနဲ့ရာဂျူအေဂေဟာမြေတူမတူကိုစစ်ဆေးစေပါရီ။ဒီလိုနဲ့ပဲဖစ်ဂရန်တို့ကရှီလာကိုမူရစ်စေနဲ့ထပ်ပြီးတော့စစ်ဆေးကြည့်ပါရီ။ ရှီလာပစက်ကအနေနဲ့ဟာနာမည်ထွက်နေတာကြောင့်ဖစ်ဂရန်ကလည်းလုံးဝကိုမနေနိုင်တော့ဘဲနဲ့ရှီလာကိုအတင်းကိုမှလှုပ်လို့ပါ යි အဲဒီနောက်မှာတော့ဝန်ထမ်းတွေနဲ့ရိုဟစ်ကတော့စိတ်မထိန်နိုင်တဲ့ဖစ်ဂရန်ကိုအပြင်ဆွဲထုတ်ပါ යි ဒီလိုနဲ့ပဲဖစ်ဂရန်ကတော့မူရစ်စင်နဲ့စစ်စည်းတာကြောင့်အထက်လူကြီးစီကနေတတိပေးခံလိုက်ရပါ යි ပြီးတော့ကားကိုမြင်လိုက်ရတဲ့ရဲကလည်းရှီလာရဲ့ကားကိုသွားစစ်ဆေးတဲ့အခါမှာမတူတာကြောင့်ရိုဟစ်ကိုလှမ်းပြောပါ යි အဲဒီအချိန်မှာပဲရာဂျူကေဟာမှပျက်စီးနေတဲ့အလောင်းတစ်လောင်းကိုတွေ့ရတယ်လို့သတင်းရလာပါ යි ဒါကြောင့်မလို့ဖစ်ဂရန်ကလည်းထပ်ပြီးတော့တွေးတိုးနေပေမဲ့အတိတ်ကအကြောင်းကိုပြန်ပြီးတော့တွေးမိနေပါ යි ဲ့ဒီတုန်းကဆက်ရှယ်မီကအင်းရှိမှလူရိပ်တွေ့တယ်လို့ပြောပေမဲ့ခြံဆောင်ရောဖစ်ခရန်ရောမတွေ့တာကြောင့်မယုံခဲ့ပါဘူး။တရက်တော့ဆက်ရှယ်မီကိုဖမ်းသွားကြပြီးတော့ဖစ်ခရန်ရောက်လာတဲ့အခါမှာဆက်ရှယ်မီကိုတက်စီလောင်းလိုက်ကြပါပြီ။ဖစ်ခရန်တယောက်ကလည်းဆက်ရှယ်မီမိလောက်နေတာကိုဘာမှမတက်နိုင်ပဲနဲ့ထိုင်ကြည့်နေခဲ့ရတာပါ။ဒီလိုနဲ့အခင်းနေရရောက်တဲ့အခါမှာအလောင်းကတော်တော်လေးကိုမှယုတ်ပြတ်နေတာကြောင့်ဖစ်ခရန်တယောက်ကတော့အံမှထွက်ပါပြီ။ဖစ်ခရန်ကလည်းအလောင်းကပရီတီလာနေဟာလာဆိုတာကိုစစ်ဆေးနေပါပြီ။ အဲဒီနောက်မှာတော့ရှီလာကားဘော်ကရှင်နဲ့ဂီဟာမီရဲ့ရှင်ကကိုက်ညီနေတဲ့အကြောင်းဗစ်ကရန်ကလည်းရှီလာစီကိုပြန်ပြီးတော့သွားမိပါတယ်။တိမကြခင်မှာပဲအဖြေကထွက်လာခဲ့ပြီးတော့အလောင်းပိုင်ရှင်ကပရီတီဖြစ်နေတာကိုသိလိုက်ရပါတယ်။အဲဒီနောက်မှာတော့ဗစ်ကရန်ကလည်းရှီလာပြောတဲ့နေရာမှာတင်အလောင်းတွေ့ပြီးတော့အလောင်းပိုင်ရှင်ကပရီတီဖြစ်နေတဲ့အကြောင်းရှီလာကိုရိုက်နေစစ်စီပါတယ်။ရှီလာကတော့အခုချိန်ထိကိုမှညင်းနေပြီးတော့နေဟာကိုလည်းမသိကြောင်းပြောလိုက်ပါတယ်။အဲ့နောက်မှာတော့မှုကင်းဘက်ကဖုန်းဆက်ပြီးတော့ PD လက်တဲကနေ DNA ရခဲ့ကြောင်းကိုပြောပါရီးဒါပေမဲ့လို့အဲ့ဒီ DNA ကရှီလာမဟုတ်ပဲ RG ဖြစ်နေတာပါပဲ အရင်နောက်မှာတော့ Fikran ကလည်း Rohit ကို RJ ရှီလာကိုလိုက်သွားခိုင်းလိုက်ပါတယ်။ Fikran ကတော့ရှီလာစီကိုပြန်လာခဲ့ပြီးတော့ RJ နဲ့ရှီလာတို့ Pretty ကိုဘာလို့လဲလဲဆိုပြီးတော့မေးလိုက်ခဲ့ပါတယ်။ရှီလာကတော့သူ RJ နဲ့တွေ့ကြရတဲ့အချိန်ကတော်တော်လေးကိုမှကြာပြီမလို့သူ့ကိုမစီမဆိုင်ဆွဲထည့်နေတာလို့ပြောလိုက်ပါတယ်။အရင်နောက်မှာတော့ RJ ကလည်းပျောက်နေတာကြောင့် Fikran ကလည်းတိုင်ပတ်နေပါတယ်။ဒလူနဲ့ရှင်တွေကလည်း Pretty နဲ့ပတ်သက်သမျှအစ်စ်တွေရဲ့တဲလွန်စားတွေကြောင့် Fikran ကိုလှမ်းပြီးတော့ပြောလိုက်ပါတယ်။ Pretty ရဲ့ DNA မှာဖိဖြစ်သူကိုပါတွေ့ရတယ်လို့ Pretty ရဲ့ပေါင်ပေါ်မှာမိ고ရ7တချောင်းကိုလည်းတွေ့လိုက်ရပါပြီ။ ။အဲ့ဒါကိုစစ်ကြည့်လိုက်တဲ့အခါမှာလဲဆရာဝတ်ဒီနဲ့သွားနေကိုကန့်ညင်နေပါရီ။ဒါပေမဲ့လို့ပရီတီသွားမှာတော့မိုဟန်ဒီယန်နေဖြစ်နေပါရီ။အဲ့ဒီနောက်မှာဖီခရန်ကလည်းနမဲစင်းပါသူတွေအားလုံးကိုပုံမှန်စစ်ဆေးတယ်လို့ပဲခေါ်ဖို့ရိုဟစ်ကိုပြောလိုက်ပါရီ။ဒီလိုနဲ့ပဲဖီခရန်ဟာလည်းအာဂျီတီနီယာကိုရတာနဲ့လိုက်သွားခဲ့ပါရီ။အာဂျီကတော့ဖီခရန်ကိုတွေးတဲ့အခါမှာပရီတီကသူ့ရဲ့ကောင်းမလေးပါဆိုပြီးတော့ဝန်ခံလိုက်ပါတယ်။အဲဒီတော့မှတော့ဖီခရန်ကလည်းပရီတီမိဘတွေကိုခေါ်ပြီးတော့ဆုံသွားကြောင်းနဲ့တန်တရာရှိတဲ့သူတွေအပေါ်ပြင်းပြင်းထန်ထန်စစ်မိပြီးတော့ခနာတာအချုပ်ခံတဲ့ကိုထည့်ထားလိုက်ပါတယ်။ ဒါပေမဲ့လို့ Vikrant ကတော့ဒီလိုရီစီကနေလုံလောက်တဲ့အထောက်အထားတွေရမလာပါဘူး။အဲဒီနောက်မှာတော့ Vikrant စီကိုလာတာဆိုတဲ့အမျိုးသမီးကဖုန်းဆက်လာပါတယ်။လာတာကတော့လမ်းမကြီးပေါ်ကနေကိုကားမောင်းနေရင်နဲ့ဖုန်းဆက်တာကြောင့်ကားကိုလည်းပေးခနချရက်ထားပါတယ်။ဒါပေမဲ့လို့ရုတ်တရက်ကပဲကားတစီကလာတာရဲ့ကားပီနာကိုရှက်လိုက်ပါတယ်။အဲ့အကြောင်းမလို့လာတာကလည်းပီရီဒွန်ကလိုမျိုးမဖြစ်ချင်တာကြောင့်ကားကိုအနည်းဆုံးရေစခန်းစီကိုမောင်းလာပါတယ်။အဲ့ဒီလိုနဲ့ပဲမှတ်တမ်းတွေကတဆင့်ရှာရင်းနဲ့လာတာရဲ့နောက်ကိုလိုက်တဲ့ကားကိုလည်းဖီဂရန်ဒိုကရှာပါတယ်။ဒါပေမဲ့လို့ပီရီဒွန်ကလိုမျိုးပျောက်နေတာကြောင့်စဉ်စားရခက်ခဲနေခဲ့ပါတယ်။ ဲဒီနောက်မှာ Red Figurant ကတော့ Pretty Dong ကမှတ်တမ်းနဲ့တိုက်ကြည့်တော့ကွန်ကားတစီကမတင်ကားစရာဖြစ်နေပါပြီ။ဒါပေမဲ့လို့ပဲအုတ်ထုတ်ဆောင်ထားတာကြောင့်ပုံကြီးကတော့ဘလုံးမကိုမထွက်နိုင်ပါဘူး။အဲဒီနောက်မှာ Red Figurant ကလိုက်ရှာရင်ရှာရင်နဲ့ပဲ World Shot ဆိုင်ကဆက်ပြင်စရာတယောက်ကိုတန်တရာဝင်သွားပါပြီ။အဲဒါကြောင့်ပဲဆက်ပြင်စရာနေတဲ့မျိုးစုံကို Figurant တို့ကလိုက်သွားကြပါပြီ။ဆက်ပြင်စရာရဲ့အင်ရှိမှာ Pretty စကားရဲ့ပြောခဲ့တဲ့ကားကိုတွေးလိုက်ရတာကြောင့် Figurant ကလည်းတနက်ကိုကြိုပြီးတော့ပြင်ထားပါပြီ။အင်းလေးကိုရောက်တဲ့အခါမှာတော့ Figurant ကလည်းသူရခဲ့ပူတဲ့နှင်းစီရင်နဲ့ပြင်းတဲ့ရင်ဝေးပလင်းကိုတွေ့လိုက်ရပါတယ် ဲ့ဒီနောက်မှာတော့ Vigran ဟာလည်း Pretty တို့ Neharu ပုံတွေကိုရှာလွန်တွေ့ကြည့်တော့မှပဲအပြင်ကတနက်နေ့ကိုပြစ်ပါရင်အဲ့ဒီလိုနဲ့ပဲ Vigran တို့ဟာလည်းဆက်ပြင်စရာကိုလိုက်ဖတ်ပါရင်ဒါပေမဲ့လို့ဆက်ပြင်စရာကမျက်မြင်တက်တဲ့ရဲကိုတော့တနက်နေ့ပြစ်လိုက်ပြီးတော့ Vigran ကိုပါတက်ဖြစ်ဖို့ပြင်ပါရင်အဲ့ဒီအချိန်မှာပဲအပေကတော့အချိန်ကရလာတာကြောင့်ဆက်ပြင်စရာကိုဖမ်းနိုင်သွားပါရင်ဆက်ပြင်စရာကတော့သူ့ကိုငှားထားတဲ့နေရာကိုခေါ်လာပေးတဲ့အကြောင်း Vigran ကတော့အရင်ကိုဆင်းသွားပါရင်အဘေကတော့တက်ကူခေါ်ပြီးတော့ဆက်ပြင်စရာကိုစောင့်ကြည့်လိုက်ပါရင်အဲဒီနောက်မှာတော့ Figran ကလည်းတနက်နေ့ကိုဝင်သွားတဲ့အခါမှာ ရိုဟိရဲ့အိမ်ဖြစ်နေတာကိုပါတွေ့လိုက်ရပါတယ်။ရိုဟိနဲ့ဖီဂရန်တို့စကားများရင်းနဲ့ရိုဟိမပြစ်ခင်ဖီဂရန်ကအရင်ပြစ်လိုက်ပါတယ်။အရင်နောက်မှာတော့ရိုဟိမိန်းမဆုပနာဆင်းလာပြီးတော့ရိုဟိကိုဖန်ကိုပါတယ်။အဖေကတော့အပေါ်ထက်ကနေကိုတက်ပြီးတော့အခန်းထဲဖန်ခန့်ထားရတဲ့နေဟာကိုလှုပ်ပေးပါတယ်။တကယ်တော့ဒါရီကိုစုပနာကခိုင်းခဲ့တာဖြစ်ပြီးတော့ဒါရီအားလုံးကတော့စာရဝတ်ဒီမိဘမဲ့ចောင်းကနေကိုစားခဲ့တာပါအရင်ကစုပနာတို့ညီမနဲ့ပရီတီကမိဘမဲ့ចောင်းမှနေကြပြီးတော့တည့်ရက်မှာရှီဗာနဲ့ပရီယာတို့ကပရီတီကိုလောင်မွေးစားပါတယ်တကယ်တော့စုပနာညီမလေးမှာယောဂရှိနေတာကြောင့်စုပနာက ပရီတီကိုညင်ပေးဖို့ကမှအကူအညီတောင်းပေမဲ့ပရီတီကတော့လိုက်သွားခဲ့ပါပြီ။လာနေခဲ့ကြတဲ့အခါမှာဆူပနာညမလေးကဆုံးပါသွားပြီးတော့ရိုဟင်နဲ့ညာပြီးသွားတဲ့နောက်မှာကလပ်သွားရင်းနဲ့ပရီတီနဲ့ကိုပြန်ဆုံဖြစ်တာပါ။ဒါကြောင့်မလို့ဆူပနာကတော့ပရီတီကိုပြန်ပေးဆွဲဖို့ဆက်ပြင်စရာကိုငှားပြီးတော့သူကိုယ်တိုင်ပရီတီကိုတတ်ခင်ပြီးပါပြီ။အဲ့ဒီလိုနဲ့ရိုဟေကတော့ကူညီပေးခဲ့ပေမဲ့အဲ့ဒီအမှုကလည်းနေဟာစီကိုရောက်လာတာကြောင့်ဆူပနာကတော့နေဟာကိုဖန်ခဲ့တာပါ။တကယ်တော့ရိုဟေကသူ့ရဲ့မိမအစာလမ်းလွှဲပေးခဲ့ပြီးတော့အမှုကိုရှေ့ချောင်းအောင်လုပ်ခဲ့ပါပြီ။ အဲဒီနောက်မှာတော့ကိစ္စတွေအားလုံးအပြီးမှာရင်းနဲ့ပရီတီကိုအေဂျင်စီခဲ့ပါတယ်ဒီလိုနဲ့ပဲနေဟာနဲ့ဖီဂရန်တို့ကလည်းမိဘမဲ့ចောင်းမှာငွေသွားလှည့်ရင်းနဲ့အပြန်မှာတော့ဖီဂရန်ကိုလူတစ်ယောက်ကခေါင်းကိုလှမ်းပြီးတော့ပြစ်ခဲ့ပါတယ်ဖီဂရန်ကတော့ရှာလိုက်နိုင်ပြီးတော့အဲဒီလူကိုလှမ်းမြင့်သွားရင်းနဲ့ပဲဇလန်လေးကိုအဆုံးသတ်ထားပါတယ်ခင်မင်းစီတို့ကရောဇလန်လေးကိုကြည့်ပြီးတော့အားရကျင်နေမှုတွေများရှိကြပါသလားနော်ကွန်မန့်လေးမှာလည်းဖြေပေးခဲ့ပါအောင်ခင်ဗျာဒီလိုမျိုးဇလန်ကောင်းတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးတွေပြုလုပ်ပေးကြပါအောင်ခင်ဗျာ ားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေနဲ့ပြန်လည်ပြီးတော့တွေ့ဆုံကြရအောင်